တင်းရဲ့တိစိတ်နဲ့စိတ်ကူးပြီးတော့တွေးနေတဲ့အရာတွေကအတုယောင်လားအမှန်တကယ်ဖြစ်ပျက်နေလားဆိုတော့တင်းရဲ့မတိစိတ်ကမတိပါဘူးအဲ့ဒါကြောင့်မို့လို့တခါတလေ insert တို့မွေရိုးနဲ့တူတဲ့အရာတွေကိုတင်းရဲ့တွေ့တော့လို့ရှိရင်လန့်ဖြန့်သွားတာအဲပြီးတော့မှမွေမဟုတ်မှန်းသိတော့မှစိတ်ငြိမ်သွားတာအစစ်မဟုတ်မှန်းတင်းရဲ့စိတ်ကအလိုလိုခွဲခြားနိုင်ရင်ကြောက်ပြီးတုံလုံးနေစရာအကြောင်းမရှိဘူးလေအဲ့ဒါတော့တင်းရဲ့စိတ်ကတေသားချောင်းတစ်ချောင်းကိုအကောင့်တစ်ခုခုဒါမှမဟုတ်မွေလို့ကိုယ့်ကိုယုံအောင်ဖန်တီးမိလိုက်တယ် အဲ့ဒါကြောင့်ပဲတင်ယုံကြည်ယူဆတဲ့အရာဟာတကယ်လက်တွေ့ထက်ပိုအရေးကြီးတာပါတင်းစိတ်ကတင်ပြောတာကိုယုံပြီးတော့အဲ့ဒီအတွေ့အကြုံကိုဖန်တီးပေးပါတယ်ဒါကြောင့်တင်လူချင်းတဲ့အရာကိုအမြဲမပြတ်မြင်အောင်နေဖို့လိုတာပါစတင်ညွှန်ငင်လိုက်ပါအပိုင်းလေးဒီခါမှတော့အရေးကြီးတဲ့အချိန်ကိုရောက်လာပါပြီငါဘာကိုညှို့ငင်ချင်တာလဲဆိုရယ်ရှင်းလင်းပြတ်သားတဲ့မိကိုကိုယ့်ကိုပြန်မိရမှာပဲဖြစ်ပါတယ်ဒီစကြဝဠာထဲမှာငါလူချင်းနဲ့ဘယ်ရမဆိုရနိုင်တယ် အဲ့ဒီအရာလည်းအခုချက်ချင်းဖြစ်လာမယ်ဆိုလို့ရှင်ငါဘာကိုလိုချင်တာလဲဆိုပြီးတော့မှကိုယ့်ကိုအခုပဲမေးလိုက်ပါဒါပေမဲ့ဒီမေးခွန်းကို မေးတဲ့အချိန်မှာကိုယ့်ရဲ့စိတ်ကိုလုံးဝလွတ်လပ်ခွင့်ပေးလိုက်ပါဘောင်မခက်ထားပါနဲ့မဖြစ်နိုင်တာတွေအခုလက်ရှိအခြေအနေတွေကိုဘာမှမတွေးပါနဲ့အဲ့တော့တင်ညှို့ငင်ခြင်းတဲ့အရာငွေကြီးမပူပန်ရတဲ့ဘဝလားပတ်စပ်နေအများကြီးရှာနိုင်တဲ့ဘဝလားဒါမှမဟုတ်ရင်လက်တွဲဖို့ relationship ကောင်းတစ်ခုလားအလုပ်လားအဆက်အသွယ်ကောင်းနေလား ါမှမဟုတ်ရှင်နိုင်ငံခြားမှာကျောင်းသွားတက်မယ် scholarship တွေလားအခွင့်အလမ်းတွေလားဒါမှမဟုတ်ရှင်ခရီးသွားဖို့လားလူချစ်လူခင်ပေါ်ဖို့လားအောင်မြင်ဖို့လားဒါတွေအကုန်လုံးကတင့်အတွက်တင့်လူချင်းတကယ်ဖြစ်နိုင်ပါတယ်တင့်လူချင်းတဲ့အရာကရှိနေပြီးသားပါအဲ့ဒီအရာကတင့်နဲ့ပေါင်းစည်းဖို့အတွက်စောင့်နေပါတယ်ဒါပေမဲ့တင့်ဘက်ကနေပြီးတော့လက်ခံဖို့အတွက်အဆင်ပြေဖြစ်ကြောင်းစကြောလာကိုကြီးညာမှရပါမယ်တင်လို့ခြင်းတဲ့အရာကိုစဉ်းစားကြည့်ဖို့ကျမကဘာလို့ပြောရလဲဆိုလို့ရှိရင်တော့ လူအများစုကသူတို့ဘဝမှာသူတို့ဘာလို့ခြင်းလဲဆိုတာကိုမသိကြလို့ပါပဲလူများတွေကချမ်းသာခြင်းသူတို့လိုက်ချမ်းသာခြင်းနဲ့သူများတွေကအောင်မြင်ခြင်းသူတို့လည်းလိုက်အောင်မြင်ခြင်းနဲ့သူများတွေနာမည်ကြီးရင်လိုက်ပြီးနာမည်ကြီးခြင်းနဲ့သူတို့ကိုသူတို့တည်တည်ချာချာမသိဘူးသူတို့ဘာလို့ခြင်းလဲဆိုတာတည်တည်ချာချာမသိဘူးအဲ့လိုခဏတာဖြစ်ပေါ်လာတဲ့ဆန္ဒတွေကတကယ် manifestation လို့မရနိုင်ပါဘူးကိုယ့်ရဲ့ရင်ထဲနှလုံးသားထဲကနေပြီးတော့ကိုယ်တကယ်လိုချင်တဲ့အရာတွေမှကိုယ်က manifestation လုပ်လို့ရတာပါအဲ့တော့သူတို့ကသိရင်တော့ တို့ဘာလို့ကျင်လဲဆိုတာကိုသိရင်တော့ဒါဟာတို့တို့တော့မဖြစ်နိုင်ဘူးလို့ဆက်ဆက်ကလေးကတို့ကထင်ပြီးတော့မှတို့ရဲ့အတွေးတွေကိုပြန်ပြီးယုံသိမ်းလိုက်ကြပါတယ်။အဲ့လိုမျိုးပေါင်းခတ်ထားတဲ့အတွေးတွေကတို့ကိုတားဆီးနေကြတာပါ။တင်လို့ကျင်တဲ့အရာတွေကိုဒီကဘာဘဝတခြားတစ်ယောက်ကပိုင်ဆိုင်ထားတယ်ဆိုတာသိလို့ရှိရင်တင်လဲအဲ့ဒီအရာတွေကိုရနိုင်တယ်ဆိုတဲ့ဥပမာတစ်ခုပါပဲ။အဲ့ဒီအရာတွေရဖို့တို့ဘာတွေလုပ်ခဲ့လဲ။တို့လည်းတင်လို့ခေါင်းတစ်လုံးနဲ့လူပါပဲ။ သူတို့ကလိုချင်တဲ့အရာကိုရတဲ့အထိလိုအပ်တဲ့ညှို့ငင်ကြီးတွေတုံးပြီးတော့သူတို့ကိုသူတို့ယုံကြည်ခဲ့ကြရုံပါပဲကိုယ့်ကိုယ်ကိုယုံကြည်ပြီးတော့ဇွဲရှိဖို့အောင်မြင်တဲ့လူအများစုကပြောတာကိုသင်ကြားဖို့ပါလိမ့်မယ်သင်လိုချင်တဲ့ဘဝကိုဖန်တီးဖို့သင်ရဲ့စိတ်ကူးပုံရိပ်တွေကိုအရင်ဆုံးယုံကြည်ရပါမယ်ကိုယ့်ရဲ့စိတ်ကူးရင်အိမ်မက်ကိုအရင်ဆုံးယုံကြည်ရပါမယ်ကောင်းပေးဆိုတဲ့စာအုပ်တွေကျွန်မဖတ်ဖို့ပါတယ်ဒါပေမဲ့စာအုပ်တွေမှာမတူညီတဲ့အချက်တစ်ခုကသင်ယုံကြည်တဲ့အရာဟာ သင်လက်ရှိကြုံနေတဲ့အရာထပ်ပို့ပြီးတော့အရေးပါတယ်ဆိုတဲ့အချက်ပါပဲအဲ့ဒါဘာကိုပြောချင်တာလဲဆိုလို့ရှိရင်တင့်မှာအခုစိတ်ကူးအိမ်မက်တစ်ခုရှိတယ်ဆိုလို့ရှိရင်တင့်ရဲ့လက်ရှိအနေထားထက်အဲ့ဒီစိတ်ကူးအိမ်မက်ကိုပို့ပြီးတော့ယုံကြည်ပါလို့ပြောချင်တာပါလူတွေကမယုံကြည်လို့ပဲသူတို့အိမ်မက်တွေနောက်ကိုမလိုက်နိုင်ကြတာပါ။ ျမကဒီလိုပြောနေတဲ့အချိန်မှာတင်းရဲ့စိတ်ထဲမှာတင်းဖြစ်ချင်တဲ့စိတ်ကူးရဲ့အိမ်မက်တွေပုံပေါ်လာပြီလို့ကျမမြင်ပါတယ်။ဆိုတော့အခုအဲ့လိုမျိုးပုံပေါ်လာတဲ့တင်းရဲ့စိတ်ကူးရဲ့အိမ်မက်တွေကိုစာအုပ်တအုပ်ယူ manifestation journal တစ်ခုလိုမျိုးသတ်မှတ်ပြီးတော့အဲ့ဒီအရာတွေကိုခြာရေးလိုက်ပါ ရှင်းလင်းပြတ်သားနေရပါမယ်။ဒါကတင်းညွှန်ငင်ခြင်းတဲ့အရာကိုအတိအကျရေးရမယ်ကိုပိုင် channel စာအုပ်တအုပ်ပါဒီအရာဘလို့ဖြစ်လာမလဲလို့မတွေးနဲ့ဘလို့မျိုးအဆင့်တွေကိုကြော်ဖြတ်ရမလဲဆိုတာလည်းမတွေးပါနဲ့ သင်ဘွားမှာဘာအမှန်တကယ်လိုချင်တာလဲဘာတွေဖြစ်ချင်တာလဲဆိုတာကိုပဲရှင်းရှင်းလင်းလင်းရေးချလိုက်ပါဘယ်အချိန်ဖြစ်လာမလဲဆိုတာကိုလည်းသင်ထည့်မတွက်ပါနဲ့ရောသင်ဘွားမှာဖန်တီးချင်တဲ့အရာတွေကိုလွတ်လွတ်လပ်လပ်တွေးပြီးတော့တိတိကျကျလေးရေးချရုံပါပဲဒါကတော့ဒုတိယအဆင့်မှာသင်ရဲ့ manifestation journey ကိုရေးနေတဲ့အတောအတွင်းမှာသင်လိုချင်တဲ့အရာအခုပဲဖြစ်လာတော့မယ်လို့တွေးပါပြီးလို့ရှင်အဲ့ဒီစိတ်ဆွမ်းအားတွေနဲ့ပေါင်းထည့်ပြီးတော့အဲ့ဒီစိတ်ဆွမ်းအားတွေကိုလက်မှာပေါင်းထည့်ပြီးတော့ရေးလိုက်ပါ စာမျက်နှာထိပ်တိုင်းမှာ manifest now အခုပဲညှို့ငင်ဆိုတဲ့စာသားကိုလည်းခက်ကြီးကြီးရေးထားလိုက်ပါကျမရဲ့ manifestation channel မှာလည်းအဲ့လိုရေးခဲ့ပြီးတော့ရလက်ကောင်းတွေကိုအချိန်တိုတွင်မြင်ရလာပါတယ်ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုချရေးခြင်းရဲ့စွမ်းအားကိုကျမအမြဲတမ်းယုံကြည်ခဲ့တယ်ဒါကလည်းဒီစာအုပ်ရေးသူလည်းယုံကြည်သလိုအခုပြောနေတဲ့အချမ်းရံလည်းအမြဲတမ်းအဲ့လိုရေးခဲ့တဲ့အတွက်ဒါကို100%ယုံကြည်ပါလို့ပြောချင်ပါတယ် ကျမရဲ့ channel ကိုတော့စัจ java လာကြီးစီကိုစာရေးနေတဲ့ပုံစံနဲ့ရေးလို့ရှိတယ်။ကျမလိုချင်တဲ့အရာတွေကကျမကိုမြင်မြန်ဆန်းဆန်းလွယ်လွယ်ကူကူတောင်းတောင်းတတတဲ့လာရှာခိုင်းတဲ့ပုံစံမျိုးပေါ့။တင်းရဲ့ manifestation channel မှာရေးတဲ့ခါကျရင်စိတ်ခံစားချက်တွေကိုလှုပ်နှိုးပါတင်ချရေးလိုက်တဲ့အရာတိုင်းကတကယ်ဖြစ်လာလို့ရှိရင်တင်အဲ့ဒီအချိန်မှာဘလို့ခံစားနေရမလဲဘလောက်တောင်ပျော်ရွှင်နေမလဲဆိုတော့အဲ့ဒီခံစားချက်ကိုတင်ခံစားကြည့်ပြီးတော့ရေးပါ သင်ရဲ့စိတ်ကူးအမြင်တွေရည်မှန်းချက်တွေကိုချရေးတဲ့အခါအဲ့ဒီခံစားချက်ကိုအရင်ရေးပါဘလောက်တောင်ပျော်နေမလဲပေါ့အဲ့လိုရေးနေတော့မှသင်ဘလောက်စိတ်လှုပ်ရှားနေလဲဘလောက်တောင်ပျော်နေလဲဆိုတော့အပြုံးမျိုးတွေနဲ့ပြုံးပြီးတော့ရေးနေပါဒါကသင်ရဲ့ manifestation channel ကိုစွန့်အင်ဖြည့်တင်းဖို့အတွက်နီလန်ကောင်တစ်ခုဖြစ်ပါတယ်သင်ရေးလိုက်သမျှအရာအလုံးဟာသင်အတွက်အမှန်တကယ်ဖြစ်လာမယ်လို့သင်ယုံကြည်လာပါလိမ့်မယ်ဒါကစိတ်ဆွဲရင်ချိန်ညှိခြင်းလုပ်ငန်းစဉ်ကိုစတင်ဖို့အတွက် သင်ရဲ့စိတ်အတွင်းလှိုင်းတွေကိုတိုးမြင့်နိုင်မယ့်နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။နောက်ထပ်တစ်ဆင့်ကတော့ကိုလိုချင်တဲ့အရာကိုညှို့ငင်ဖို့အတွက်စိတ်ကူးနဲ့ပုံဖော်ကြည့်မယ်ဆိုတော့ visualization ပဲဖြစ်ပါတယ်။ကျမတို့ကစိတ်ကူးရင်နိုင်စွမ်းမြင့်တဲ့မျိုးစိတ်ဖြစ်တာကြောင့်ရုပ်ပုံတွေကလည်းကိုလိုချင်တဲ့ဘဝကိုဖန်တီးတဲ့နေရာမှာစွမ်းအားကြည့်ပါတယ်။ကျမတို့တွေးလိုက်တဲ့အရာကိုကျမတို့ရဲ့အုံနောက်ကပုံရိပ်တွေအဖြစ်ခေါင်းထဲမှာဖန်တီးပေးပါတယ်။ဆွမ်းနာပြောခဲ့သလိုပေါ့ ဒုတချောင်းကိုမြင်တာမှောင်ကြီးမင်းကြီးတွေမှာဒါပေမဲ့မွေလို့ကိုယ့်ရဲ့မတိစိတ်ကိုအတိပေးလိုက်တဲ့အခါမှာအုံနှောက်ကမွေလို့ပဲပုံဖော်လိုက်တယ်အဲ့ဒီအရာကိုဒုတ်လို့မမြင်တော့ဘူးအဲ့ဒါကြောင့်အဲ့ဒီ visualization အရင်အရင်ကြီးရပေါ့နော်ကျမတို့ကသကလုံးနဲ့မတွေးကြဘူးစိတ်ထဲမှာပုံရိပ်တွေနဲ့မြင်လာကြတာပါစိတ်ကူးပုံဖော်တယ်ဆိုတာနီးလန်းကောင်းတစ်ခုပါပဲဘာလို့လဲဆိုတော့ဒီတိုင်းလဲကျမတို့လုံနေကြပဲလေစကားသလုံးပြောလိုက်ရင်အဲ့ဒီစကားကိုကျမတို့စိတ်ကူးထဲမှာပုံရိပ်ရောင်နေနဲ့ပုံဖော်နေပြီပဲမဟုတ်လား အဲ့တော့အတိတ်အကြောင်းတွေအနာဂတ်အကြောင်းတွေကိုအမြဲတမ်းစိတ်ထဲမှာတွေးနေကြတယ်အဲ့ဒီပုံရိပ်ရောင်တွေနဲ့အဲ့တော့ကိုတွေးလိုက်တဲ့ပုံရိပ်ရောင်တွေကိုမတိစိတ်ကမှတ်ပြီးတော့အဲ့ဒီအရာကိုတကယ်ဖြစ်အောင်ဖန်တီးနိုင်စွမ်းရှိတယ်ဒါကြောင့်မို့လို့အတိတ်ကမကောင်းတဲ့အရာတွေကိုလည်းမတွေးနဲ့အနာဂတ်မှာဖြစ်လာမယ့်မကောင်းတဲ့အရာတွေကိုလည်းပုံမဖော်မိစေနဲ့ပေါ့အဲ့တော့အခုတင်ရင်းနေတဲ့ manifestation journey မှာအဲ့ဒီစိတ်ကူးပုံရိပ်တွေကိုပေါင်းထည့်လိုက်ပါ ကိုဖြစ်ချင်တာတွေကိုခြာရင်းနေတဲ့ချိန်မှာအဲ့ဒီပုံရိပ်တွေကိုအုံနှောက်မှာတွေးပြီးတော့မှအဲ့ဒီအင်အားတွေနဲ့ပေါင်းထည့်လိုက်ပါနေတိုင်းကိုဖြစ်ချင်တဲ့အရာတွေကိုကြည့်ပြီးတော့အဲ့ဒီအရာတွေအတွက်စိတ်ကူးပုံရိပ်တွေကိုပုံဖော်ပါကိုရေးထားတဲ့ manifestation channel ကိုဖတ်ပြီးတော့အဲ့ဒီပုံရိပ်တွေကိုခန်းစားပါဥပမာအနေနဲ့ချမ်းဆိုလို့ရှိရင်ခီးတွေသွားခြင်းနဲ့ခီးသွားတယောက်ဖြစ်ခြင်းတဲ့အတွက်နိုင်ရံမှာစာအုပ်ထဲတွေမှာကိုယ့်ရဲ့အခန်းထဲမှာပေါ့နော် အများအားအဲ့ဒီအရာနဲ့ပတ်သက်တဲ့စာတွေပုံတွေဆွဲတယ်စာတွေရေးတယ် အဲ့ဒီအရာတွေကိုမြင်တိုင်းလေအဲ့ဒီပုံရိပ်တွေကချမ်းရဲ့ခေါင်းထဲမှာပေါ်လာတယ်ချမ်းဆိုလို့ရှိရင်ကိုယ်ခေါင်းထဲမှာကြောပွေတစ်လုံးနဲ့ကဘာကြီးရလှပတဲ့နေရာတွေကိုရှောက်သွားတဲ့ပုံရိပ်တွေပြီးအရင်ပျော်နေတဲ့ပုံရိပ်တွေမြင်ရမြင်လာရတယ်ပေါ့နော်အဲ့ဒီအရာတွေကပဲချမ်းကိုဒီလိုမျိုးစူးစားစေဖို့အတွက်အာဖန်တီးပေးသွားတယ်လို့ချမ်းအတိုင်းယုံကြည်ပါတယ်အဲ့တော့တင်းအနေနဲ့ပတ်စံတွေအများကြီးရှာဖို့ညှို့ငင်ခြင်းနဲ့ဆိုပါစို့ဒါဆိုလို့ရှိရင်တင်းရဲ့ဘန်းအကောင့်ထဲမမျောလင်ထားတဲ့ပတ်စံတွေဝင်လာတာကိုမြင်အောင်လိုက်ပါ အဲ့ဒီမြင်ရုံနေတဲ့အချိန်မှာတင့်ကိုအဖြက်တီလာပါလိမ့်မယ်။ဘယ်ရပစံလာမှလဲ။ငါကဘာအလုပ်လုပ်လို့အဲ့ဒီပစံအများကြီးကလာမှလဲ။အဲ့လိုမျိုးအဖြက်အတွေးတွေဝင်လာလိမ့်မယ်။ဒါပေမဲ့အဲ့ဒီအဖြက်အတွေးတွေဘောင်ခက်တဲ့အတွေးတွေကိုမတွေးဘဲနဲ့ပစံအများကြီးရကျင်တဲ့ manifestation လုပ်ချင်တယ်ဆိုလို့ရှိရင်အဲ့ဒီမမျော်လင့်တဲ့ပစံတွေအများကြီးဘန်းကောင်တွေဝင်လာတယ်ဆိုတော့ပုံရိပ်ကိုပဲမြင်ရောင်လိုက်ပါ။တင့်ဘေးမှာဝန်းရံနေတဲ့ပစံတွေရဲ့စွမ်းအားကိုတင့်ကခံစားလိုက်ပါ။အဲ့ဒီပစံတွေတင့်စီကိုလာနေပြီဆိုတော့စွမ်းအားပေါ့။ ပစံနေအများကြီးကြိုင်ထားတဲ့တင်းရဲ့ပုံရိပ်ကိုမြင်ရောက်ပါငွေကြေးညှို့ငွေကြေးအကြောင်းကို နောက်လာမယ့်အခန်းငွေကြေးညှို့ငွေကြေးစိတ်ထားအခန်းမှာအကျယ်ချဲ့ပြီးပြောပြပေးပါမယ်တကယ်လို့တင်းအမြဲအိမ်မက်မခဲ့ရတဲ့အိမ်ကိုလိုချင်နေဆိုလို့ရှိရင်အဲ့ဒီအိမ်ထဲမှာတင်းလန်းလျှောက်နေတယ်အဲ့ဒီအိမ်ကိုတင်းကပြင်ဆင်နေတယ်အဲ့ဒီအိမ်မှာတင်းကမိသားစုတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေနေရတယ်လို့ကိုယ့်ကိုမြင်အောင်လိုက်ပါအဲ့ဒါကို visualization လုပ်တဲ့နီးနမ်းကိုခေါ်ပါတယ် Okay ဆိုတော့အဲ့ဒီအရာကိုလုပ်တဲ့အခါမှာအဲ့ဒီစိတ်ကူးရင်ပုံရိပ်တွေကိုပုံဖော်ကြည့်တဲ့အခါမှာတက်နိုင်တဲ့လောက်အသေးစိတ်ကြပါစီ။ အပေါ်ရန်ဒီတိုင်းတွေးလိုက်တာမျိုးမဟုတ်ဘဲနဲ့ပုံရိပ်တွေကိုတိတိကျကျတွေးတတ်ပါစေဆွမ်းနာချမ်းပြောခဲ့တယ်လို့ကချမ်းဆိုခီးသွားကျင်တော့ကဘာကြီးရဲ့လှပတဲ့နေရာတောင်နှင်းပင်လယ်တွေမှာချမ်းကျောပွေတလုံးနဲ့ပြင်ဘလိုအဝစားမျိုးဝတ်ထားတယ်ဆိုတာအစားပါတယ်ပြင်သပင်းကိုဘလိုစီးထားတယ်အဲ့လိုမျိုးတိတိကျကျပေါ့နော်အသေးစိတ်ကြပြီးတော့တွေးပါတင်ကပတ်စံလိုချင်နေဆိုရင်ပတ်စံသိန်း300လားငါမွင်သိန်း200လားသိန်း900လားသိန်း1000လားဒါမှမဟုတ်တင်ကဘလိုအိမ်ကိုလိုချင်တာလဲအိမ်ရဲ့ပုံစံကဘလိုလဲပြီးတော့ဘယ်နေရာမှာလဲပြီးရင်ဘယ်သူတွေနဲ့နေမှာလဲအဲ့လိုမျိုးအသေးစိတ် ိတ်ကြပါစေပေါ့တင့်စိတ်နဲ့ကစားကြည့်ပါ pre-boga တွေအတွင်းပိုင်းအပြင်စင်တွေကိုအဲ့ဒီအိမ်ထဲမှာတင်မြင်ကြည့်ကိုယ်တိုင်နေနေရတယ်လို့မျိုးခံစားချက်ကိုခံစားကြည့်တင့်ရဲ့စိတ်ကူးပုံရိပ်တွေပို့ပြီးကြည်လင်လာအောင်နောက်ထပ်အကူအညီဖြစ်စေတဲ့နီလန်ကတင်လိုချင်တဲ့အိမ်ကိုအဲ့ဒီစိတ်ထဲမှာတွားကြည့်ဖို့ပါပဲအယောင်းတင်ထားတဲ့အဲ့ဒီအိမ်တွေ Facebook တို့ဒီ internet မှာပေါ့နော်ကိုလိုချင်တဲ့အိမ်ဒီဇိုင်းလေးတွေကိုရှာပြီးတော့ print ထုတ်ထားပါပြီးလို့ရှိရင်နေရံမှာကတ်ထားပါတင်းစိတ်ထဲမှာလည်းအဲ့ဒီအရာကိုမှတ်ထားလိုက်ပါ တင်းစိတ်ထဲမှာအဲ့ဒီအိမ်ပုံစံနဲ့အဲ့ဒီအိမ်ထဲမှာအပြည့်ဝနေနေရပြီဆိုတဲ့ခံစားချက်ကိုအဆက်မပြတ်ထိန်းထားပါတိတ်ဆိတ်ကူပုံရိပ်တွေဖန်တီးနေတဲ့အချိန်မှာအနောက်ရှက်မရှိတိတ်ဆိတ်တဲ့နေရာတစ်ခုကိုရှာပြီးတော့တင်လိုချင်တဲ့အရာနဲ့ပတ်သက်တဲ့စိတ်ရုပ်ရှင်တစ်ခုကိုဖန်တီးပါအဲ့ဒီအချိန်မှာတရားထိုင်ရလိုမျိုးပဲငြိမ်သက်ပြီးတော့ကိုဖြစ်ချင်တဲ့အရာကိုပဲအာယုံဆိုင်ပြီးမျိုးလုံးလေးမှိတ်ပြီးတွင်းနေဖို့ပါပဲတကယ်လို့တင်းကကြည်နူးစရာကောင်းတဲ့အခြေအရေးတစ်ခုကိုဖန်တီးခြင်းနဲ့ဆိုလို့ရှိရင်တော့တင်သဘောကျတဲ့အချက်တွေရှိတဲ့လူတစ်ယောက်ကို မြင်အောင်ကြည့်လိုက်ပါအဲ့ဒီလူဘလို့ရုပ်မျိုးဖြစ်နေမလဲဆိုတာထက်အဲ့ဒီလူမှာတင်ကြိုက်တဲ့အာ personal detail တွေကိုတိတိကျကျသင်ရတွေးပြီးတော့သင်နဲ့အတူတူရှိနေတယ်လို့မြင်အောင်လိုက်ပါအဲ့ဒီအရာတွေကလက်တွေ့ဖြစ်လာတဲ့လူမျိုးသင်ပြောရှင်ကြည့်နေလိုက်ပါပြီးလို့ရှိရင်အဲ့ဒီလူကတင့်စီကိုမကြခင် ရောက်လာတော့မယ်လာနေပြီဆိုတာမျိုးခဏခဏတွေးပြီးပါ ဒါကိုလုံးရတာရည်ကျင်တယ်လို့လို့ပိုးကျင်တယ်လို့လို့ဖြစ်လာလို့ရှိရင်သင်ကစက်ရုပ်ရှင်တွေကိုပုံဖော်ဖန်တီးနေတဲ့စွမ်းအားကြီးဖြစ်တည်မှုတစ်ခုဖြစ်ကြောင်းကိုယ့်ကိုပြန်ကြည့်ပေးပါခါလီကြလို့ရှိရင်ငါလုံးနေတာဟောဟောဟုတ်ပါမလားဆိုပြီးတော့မှတန်တရားစိတ်တွေအဖြတ်စိတ်တွေကဝင်လာပါလိမ့်မယ်ဆိုတော့သင်လုံးနေတာသင်လိုချင်တဲ့အရာကိုတည်ရှိရှိဖန်တီးနေတာပါပဲတည်ရှိရှိဖန်တီးဖို့ပဲဖြစ်ပါတယ်ကိုယ့်ရဲ့အတွေးတွေပြတ်မလွင်သွားဖို့ပေါ့ တင်းရဲ့စိတ်ရုပ်ရှင်တွေကကြည်လင်ပြတ်သားပြီးတိမြင်ရလွယ်တဲ့အထိအဲ့ဒါတွေကိုဇက်တိုက်ဇက်တိုက်ပုံဖော်ပေးပါအတွေ့ထဲမှာတင်းရဲ့စိတ်ရုပ်ရှင်တွေကတင်းလိုချင်တဲ့ဘဝကိုပုံရိပ်ရောင်နဲ့ပြတ်သားနေတယ်လို့စိတ်ကူးပြီးတော့မြင်ရမှာတင်းအဲ့လိုမျိုးတွေစိတ်ကူးရင်ပုံဖော်နေတဲ့အချိန်မှာအရှိမပြောခဲ့သလိုပဲဘလိုမျိုးဖြစ်လာမှလဲဆိုတော့အเจ้าနေမိကုန်းနေကိုတင်းစိတ်ပူစရာလုံးဝမလိုပါဘူး ်သောကသတိရှိရှိနဲ့သင်လိုချင်တဲ့အရာတွေကိုပြည့်ပြည့်စုံစုံအုံနောက်ထဲမှာပုံရိပ်တွေနဲ့ပုံဖော်ပြီးတော့တင့်ကိုတင်ယုံကြည်ဖို့ပါပဲအဲ့ဒါတင်လို့ရမယ့်အရာတစ်ခုတည်းပါတင်းရဲ့စိတ်ကိုသုံးရင်တင်တိထားတဲ့အတိတွေနဲ့ပဲဘောင်ပိတ်နေမယ်ဆိုပေမဲ့တင့်ကိုမှန်ကန်တဲ့လမ်းကြောင်းစီမတိစိတ်ကိုဥဆောင်ခွင့်ပေးလိုက်မယ်ဆိုလို့ရှိရင်အတိုင်းစားမဲ့အခွင့်အလမ်းမျိုးတင်ရလာပါလိမ့်မယ်။ဒါကြောင့်မို့လို့ချမ်းပြောတာကိုယုံပြီးတော့ကိုတွင်းနေတဲ့အချိန်မှာကိုရဲ့ဘလို့ဖြစ်လာမှလဲငါ့မှာဒါရီမှမရှိတာဆိုတော့ လုံးဝအဲ့ဒီအကြောင်းပြချက်တွေဘောင်ခတ်ထားတဲ့ဟာတွေတန်တရားစိတ်တွေလုံးဝမတွေးဘဲနဲ့တင်းရဲ့အလုတ်ကတတိရှိရှိနဲ့ကိုလိုချင်တဲ့အရာကိုယုံကြည်ချက်အပြည့်နဲ့ပုံရိပ်တွေကိုပုံဖော်နေဖို့ပါပဲပြီးတော့ဒီလုပ်ငန်းစဉ်ကိုအပြည့်ဝယုံကြည်ထားဖို့လည်းလိုတယ်နော်မယုံကြည်လို့ရှိရင်တော့ဘယ်တော့ပဲ manifestation တွေအချိန်ကုန်ခံပြီးလုပ်လို့ဘယ်တော့ပဲ owner ကို train train မယုံကြည်လုံးဝဖြစ်လာမှာမဟုတ်မယုံကြည်တဲ့စိတ်1%ပိုင်းတော့ဖြစ်လာမှာမဟုတ်ဘူးအဲ့တော့သင်တို့ကျင်တဲ့အရာတွေကတကယ်ဖြစ်လာတော့မယ်ဆိုတာကိုယုံကြည်ထားရမယ် တိမှန်ချက်ပြဝဖို့အတွက်အထောက်ပံ့ဖြစ်မဲ့လူတစ်ယောက်နဲ့ရုတ်တရက်တွေ့တာဒါမှမဟုတ်တိမှန်ချက်အတွက်လိုအပ်တဲ့စွမ်းအင်နဲ့ကိုက်ညီတဲ့နေရာတစ်ခုကိုမမျှော်လင့်မဲ့တင်သွားလိုက်ရတာမျိုးအဲ့လိုမျိုးမမျှော်လင့်ထားရတယ်ဖြစ်လာလိမ့်မယ်ဒါက universe ရဲ့အလောက်လောက်ပုံပဲပြီးတော့တင်လွန်ခြင်းတဲ့အရာကိုတိတိကျကျတိလေတင်လွန်ခြင်းတဲ့အရာတိုင်းအတိအကျရနိုင်ခြင်းများလေပါပဲငါကတော့ပိုကောင်းတဲ့ဘဝမှာနေခြင်းတယ်လို့ပြောတာအဲ့ဒါမလုံလောက်ပါဘူး ဲ့ဒီချိန်မှာတင်းရဲ့အုံနောက်ထဲမှာဘယ်ပုံရိပ်တွေကပေါ်လာလဲပေါ့အဲ့ဒီချိန်မှာအုံနောက်ကပုံရိပ်တွေကိုပြပြတတ်တာမထုတ်လုပ်ပေးနိုင်လို့ရှိရင်တင်းအနေနဲ့ဒီခန္ဓာကိုယ်ကလည်းဘယ်လုံးဆောင်ချက်တွေကိုလုပ်ရမလဲဆိုတာကိုမသိစိတ်ကမသိတော့ဘူးအဲ့ဒီပိုကောင်းတဲ့ဘဝဆိုတာတင်းတို့ဘလူဘဝမျိုးလဲတင်းဖာလို့ရမှာလဲဘယ်နေရာမှာရှိနေမှာလဲဘယ်မိသားစုနဲ့လဲဘလူအိမ်မျိုးနဲ့လဲဘလို့အနေထားမျိုးနဲ့လဲဘသူနဲ့ရှိနေရမှာလဲဘလို့ခံစားနေရမှာလဲအဲ့ဒီຢာတွေကအသေးစိတ်တိကျရမှာပဲဖြစ်ပါတယ် ဒါကြောင့်မလို့တိကြပါစေတင်းရဲ့အိမ်မက်တွေကိုတင်းစိတ်ကိုလမ်းကြောင်းပြောင်းပြီးတော့သူတို့နဲ့ဆုံနိုင်ဖို့ညှော်နေပါတယ်ဒါကြောင့်မလို့အခုချိန်ရစပြီးတော့ကုကူကူယုံကြည်မှုအပြည့်ထားလိုက်ပါလက်ရှိအနေထားတွေကဒီစိတ်ကူးပုံရိပ်တွေလောက်အရေးမကြီးဘူးဆိုတာကပထမဆုံးဆက်ဆက်ချင်းစကန့်မှာပြောသွားတယ်ဆိုတာကိုနားလည်ပါပါအဲ့တော့ဟိုကြိုးတစ်ချောင်းကောက်နေတဲ့ကြိုးတစ်ချောင်းအမောင်ကြီးရဲ့မှာမြင်လိုက်ရတာဟုတ် မွေလို့မသိစိတ်ကအမှတ်လိုက်တဲ့အခါမှာအုံနောက်ထဲမှာအဲ့ဒီရောင်မွေလို့ပုံဖော်လိုက်တယ်ပုံဖော်လိုက်တဲ့အချိန်မှာခန္ဓာကိုယ်က action and reset ကဘာဖြစ်သွားလဲဆိုတော့လမ်းဖြန့်ပြီးတော့អော်မိသွားတယ်အေးအဲ့လိုမျိုးပဲပေါ့နော်ကိုယ့်ရဲ့မသိစိတ်ထဲမှာပုံဖော်တဲ့အရာကိုဒီခန္ဓာကိုယ်ကလိုက်လုံမှာအဲ့တော့မသိစိတ်ထဲမှာထဲမဲ့အုံနောက်ကပုံဖော်ပေးမဲ့အဲ့ဒီပုံရိပ်တွေကတိကျနေဖို့လိုတယ်ဘဘသူနဲ့ရှိနေခြင်းလဲဆိုတော့လူတွေကလည်းတိကျနေဖို့လိုတယ် toxic relationship တွေကထွက်ချင်တယ်ဆိုလို့ရှိရင်လေကိုကဘလို့လူကောင်းမျိုးနဲ့တွေ့ချင်လဲဆိုတာတိကျနေဖို့လိုတယ်။ဒါကြောင့်မို့လို့အခုချိန်ရစပြီးတော့ငါဘာလို့ချင်လဲဆိုတာကိုတိတိကျကျသိပါ။ပြီးတဲ့အခါမှာ manifestation channel တွေကိုထည့်ရေးပြီးတော့ visualization တွေလုပ်ပါလို့ပြောချင်ပါတယ်။ဒါဆိုရင်ဒီအပိုင်းလေးကိုနားထောင်ပြီးတဲ့အတွက်ကြောင့်မို့လို့အများကြီးကိုဘလို့အဆင့်တွေကိုလောက်ရမလဲ၊စိတ်ကိုဘလို့ထပ်ထားရမလဲဆိုတာကိုနားလည်သွားမယ်လို့ထင်ပါတယ်။အပိုင်း1နဲ့3မှာ အာဒီမတိစိတ်ရဲ့စွမ်းအင်ပြီးတော့စိတ်ကိုဘယ်လိုမျိုးစေခိုင်းရမလဲဆိုတဲ့အကြောင်းမျိုးတိတိကျကျပြောထားသေးတယ်တချို့မလို့အဲ့ဒီတိနှစ်သုံးကိုနားမထောင်ရသေးရင်နားထောင်ဖို့အကြံပြုချင်ပါတယ်ဒီနဘက်အပိုင်းလေးကိုအာနားမလည်ဘူးဆိုလို့ရှိရင်ထက်ခါထက်ခါပြန်နားထောင်ပြီးတော့နားလည်အောင်လုပ်ပါပြီးလို့ရှိရင်နားထောင်နေမပြီးဘူးတကယ်လုပ်ချင်တယ်ဆိုလို့ရှိရင်ယုံကြည်ပြီးတော့လိုက်လုပ်ပါ အဲချမ်းကိုယ်တိုင်လည်းဒါကိုတွေးမှုလို့ဒီစာအုပ်ကလေးကလည်းချမ်းပြောကျင်တဲ့အရင်နဲ့ကန့်ညီနေလို့ဒါမျှဝေပေးတာပဲဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်နားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာချမ်းကပို့ပြီးတော့မှတိကျတဲ့နီးလန်းတွေနဲ့ထပ်ပြီးတော့တင်ဆက်ပေးသွားပါဦးမယ်။အဲ see you on my next vlog ပါ bye bye